ကဲဒီစင်းချိုအဆွန်မလားဆွန်မလားဒီနေ့ကလည်းကြော်အောင်မလားမကြော်ရတော့တော့ဒီစင်းချိုတော့အဆွန်ထုတ်မယ်အဆွန်ထုတ်အစင်းလေးပြရင်မယ်အစင်းလေးပြရင်မယ်ပြန်မရရင်အစင်းလေးမပြရအောင်ခင်ဗျာကျွန်တော်ရောင်းနေကြပြီတော့မှပစိုးပစိုးရကန်ရောက်နေချိန်မှာအရင်ရင်သဘောကျသွားတဲ့အစင်းလေးမျိုးပြပြရအောင်ခင်ဗျာဒါကလည်းရောင်းရင်ရောင်းနေကြအင်းမိုင်းနဲ့ခက်ပိုးပြီးထူးကြွားတဲ့အစင်းလေးပေါ့နော်အစင်းလေးဘူးလေးနဲ့မိကပြပြပြခင်ဗျာ ီလာပါတန်ငါရက်တန်တီလိုက်ပါခင်ဗျာဒီရက်ကကျွန်တော်မိစ္ဆာမိမဲ့ရာလေးရဲ့စိတ်ဆွေးမှုတွေဖြစ်ပါတယ်ခင်ဗျာအရင်လာတဲ့စိတ်ဆွေးမှုတွေပါခင်ဗျာဒီမှာကြည့်ကောင်တောင်လေးရလေးတောင်နေမဟုတ်တော့အဲ့တော့ပြောရပြောတာရှိရမလို့အိမဆိုလို့ရှိရင်ဝယ်သွားလို့ရှိရင်အဲ့ဒီ3 4 5000နဲ့ပြောလို့ပြောလို့ရရခင်ဗျာအဲ့လိုမျိုးပါတောင်လေးအရင်မိုက်တယ်ရှို့တော့စမ်းလဲစမ်းရင်တောင်လေးဝီဆိုရင်ဇော်လေးပြောဝတီဝဘူးဝတီပါရဲ့အိမ်မဝတိုင်းကညောက်ကြွနေပါလေညောက်ကြွနေတော့မရှင်လေးတော်ဒီလိုရှင်လေးဘာလဲမတူဘူးသူရှိတိုင်းညာ ာဒီလိုဒီလိုတစ်တရောင်လည်းမလို့ကြွားနေအောင်တော့ပါခင်ဗျားကြွားကြည့်အောင်မာဒီလိုဒီလိုဒီတာဝေးကြီးနဲ့ချွေးပြီးကြွားလို့ရှိရင်ရမ်းလာတယ်ပြည့်ချက်တွေလည်းရမ်းရှိတာတော့အောင်လေးရလေပြောဒီမှာရမ်းမတူတဲ့အောင်လေးတွေခွဲလို့ရတော့6တခုနဲ့လောက်ရှိ9ရောင်ချောင်းရှိပါမယ်ခင်ဗျားဒါမျိုးတွေပါဒါမျိုးတွေကအများကြီးလာမှုတော့ပစောကအများကြီးရှိတယ်ဒါပေမဲ့အစင်းလေးအများကြီးအတွက်လက်ဦးဦးတော့လိုပါလိမ့်မယ်ခင်ဗျား အခုလိုအယောင်တွေးဆုံတဲ့ဒီမှာလက်ဦးရပါခင်ဗျာဒါလေးရတော့ငိုရဲပြည့်တိုင်းလေးဒါပေမဲ့တော့ကျွန်တော်ဘယ်လိုခေါ်လဲဆိုရင်တော့ထိုးခွက်ပိုးဝင်ထိုးခွက်ပါတော့ရင်းတော့ရစားလေးပေါ့မှာထိုးခွက်ထိုးတိုင်းလေးပါခင်ဗျာအလီယောက်ကလပ်စစ်ကလပ်စစ်ဆိုမြဲတော့သူလေးစိန်ပဲဘူးကလပ်စစ်ပါတော့ဒမ်မဒမ်မလေးတွေ့ရင်းလိုက်တော့တရားတစ်စီရှိပါတယ်ခင်ဗျာဒီကောင်လေးကလူနေဆိုရင်တော့ကျွန်တော်ပေးရတဲ့ဖုန်းကမာရီဆက်ဆိုလို့ရပါတယ်ခင်ဗျာတကယ်တကယ်သူတကယ်ကြီးကိုကျွန်တော်ဘူးရင်းလာမယ်ဒီလိုဘူးရင်းလာပါမယ်ခင်ဗျာ တို့လက်ဆောင်ပေးရပြပြလက်ဆောင်ပေးမယ်တရားသမားကတော့မလို့အရင်ရင်လာတော့မြန်မာပြည်ရဲ့အရင်ဖွင့်ပါတယ်ခင်ဗျားတို့လေးရောခင်ဗျားကိုချစ်တော်သူတွေလက်ဆောင်မယ်ဒါမျိုးတွေရရင်တက်တော်ပါတယ်ခင်ဗျားအရင်လိုက်ပါလက်ပါပြစ်တယ်ပါတယ်ခင်ဗျားဒါမျိုးတွေပါတော့ဒါဒါဒါလေးကိုလက်လီဒီမှာ3500ရောင်းပါတယ်ခင်ဗျာကျေးဇူးများဒီမှာလေးလီရောလက်ကောက်ဆက်မရောင်းတဲ့အတွက်လက်ကားလေးလိုချင်တဲ့ဖုန်းဖုန်းဆက်မေးရပြီဖြစ်ပါတော့မှာမေးရပြီမေးရပါခင်ဗျာကျေးဇူးများဒီမှာလေး